အောင်မြင်ခြင်းနဲ့စိတ်တိုးတက်ခြင်းနဲ့စိတ်ကြီးပွားခြင်းနဲ့စိတ်ကလူတိုင်းမှာရှိတယ်ဒါပေမဲ့လူတိုင်းမှမရှိနိုင်တာကကိုလိုချင်တာရဖို့ကိုဖြစ်ချင်တာဖြစ်လာဖို့အတွက်ဘာတွေလုပ်ရမလဲဘာတွေလုပ်သင့်လဲဆိုတဲ့တိကျတဲ့ system အဲ့ဒီ system တို့စီမှာမရှိဘူးဆိုတော့ write down your own goals ကိုဖြစ်ချင်တာတွေကိုချရင်ပြီးတော့ရင် be specific of your system ီအရာတွေကိုရဖို့အတွက်ကိုဘာတွေလုံးတင့်လဲဆိုတဲ့ system တစ်ခုပါတခါတည်းဖန်ကြည့်အားလုံးမင်္ဂလာပါဖနာဖြစ်ပါတယ်ဖနာကိုမတိတည်ရဲ့သူလေးအတွက်ဖနာဒီအခုလက်ရှိစစ်တက္ကသိုလ်နဲ့မှာပညာသင်ကြားနေတဲ့ Year 3 Medical Student တူဖြစ်ပါတယ် Vlog by ဖနာဆိုတဲ့ Facebook page မှာလည်းအင်္ဂလိပ်စာသင်ကြားပေးနေတဲ့အင်္ဂလိပ်စာဆရာမတူဖြစ်ပါတယ်အင်္ဂလိပ်စာနဲ့ပတ်သက်တဲ့သင်တန်းလေးစုံစမ်းခြင်းနေဆိုရင်တော့ဖနာရဲ့ဒီ Telegram အကောင့်နေတက်ဆင်စုံစမ်းလို့ရရနော် ဥပမာကိုကတနေ့ကုန်ရေးရေးရပါအလုံးမမပြီးဘဲနဲ့ဆိုရှယ်မီဒီယာပဲသုံးနေမိတယ်ဆိုရင်တော့ဖုန်းသုံးတာချော့ချဖို့ကကိုကျွယ် goal တစ်ခုဖြစ်သွားပြီဆိုပါစို့ဒါဆိုရင်ဒီ goal အမြင်မှုအတွက် Fenari စီမှာတိကျတဲ့ system တစ်ခုကိုဖန်တီးရတော့မယ်အဲ့တော့ခုခုကိုပြန်မေးရမယ်ငါတနေ့တနေ့ဘယ်နှနာရီလောက်ဖုန်းသုံးနေမိတာလဲဖုန်းသုံးတာချော့ချမယ်ဆိုတဲ့နေရာမှာဘယ်နှနာရီလောက်ချော့ချမှာလဲဖုန်းမသုံးနေတဲ့အချိန်မှာလဲကိုအတွက်အကျိုးရှိတဲ့ဘယ်လိုအရာမျိုးတွေလုပ်နေမှာလဲဒါအရေးကြီးတယ် ဘာလို့လဲဆိုတော့အရင်လိုမျိုးကိုယ်ဆုံးမဲ့ယာရီကိုဒါမစင်စားရဘူးဆိုရင်ဖုန်းမသုံးမဲ့နေကြည့်လိုက်9မိနစ်လောက်ကြာသွားရင်အဲ့ဒီဖုန်းစီပဲပြန်ရောက်သွားလိမ့်မယ်ဒါပေမဲ့ကိုကငါဖုန်းသုံးနေမဲ့စားအကျိုးရှိတဲ့စာအုပ်လေးဖတ်မဲ့အကျိုးရှိတဲ့ podcast တွေနားထောင်မဲ့နေ့ချင်းလုံးမဲ့ဂျင်းသွားမဲ့အပြင်ထွက်ပြောလမ်းရှောင်းမဲ့တကယ်ချင်းနေစကားပြောမဲ့အဲ့ဒီလိုမျိုးတိတိကျကျ organize လုပ်ထားတဲ့ system တစ်ခုရှိပြီဆိုရင်ဒီဖုန်းမသုံးမဲ့နေနိုင်သွားလိမ့်မယ် အစားစင်ကျင်တဲ့နေရာမှာလည်းအဲ့လိုပဲကိုဟာတနေ့တနေ့အချိုများတဲ့အရာတွေကိုစားမိနေတယ်အစီအစိမ့်တွေကိုပဲစားမိနေတယ်ကိုယ့်ရဲ့ခန္ဓာကိုယ်အတွက်အကျိုးမရှိတဲ့အရာတွေကိုပဲဆွဆွလလန်စားသုံးမိနေရဆိုရင်အဲ့ဒီအကျင့်ကိုဖျောက်ဖို့အတွက်ကျွန်တော်တို့ system တကူရေးဆွဲရတော့မယ်အဲ့တော့ကိုယ့်ကိုယ်ကိုပြန်ပြီးတော့သုံးသပ်ရမယ်ဟာဒီလိုအစီအစိမ့်တွေအချိုတွေကိုတော့ ငွေအဆက်တူတာအမြဲတမ်းစားနေမယ်ဆိုရင်ရေရှိမှာငါရဲ့ကျန်းမာရေးအတွက်ဘလောက်တောင်ထိခိုက်လာနိုင်လဲအခုလက်ရှိပြစ်စုံပံမှာပါကိုစားနေတဲ့အလေချင်းကကိုရဲ့တနစ်တာစိတ်ကလေးကိုဘလောက်တောင်လွှမ်းမိုးမှုရှိနေတယ်လဲဆိုတာကိုပြန်စဉ်းစားကြည့်ခနာတို့ခနာကိုယ်ထဲမှာ gut brain axis ဆိုတာရှိတယ်အစာအိမ်ဥလန်းကြောင့်လည်းအုံနောက်ညတွဲပြီးတော့အလုံးလုံးနေတာဒါကြောင့်မို့လို့ခနာတို့စားလိုက်တဲ့အစာအစာတွေက brain ရဲ့ function အတွက်တွားပြီးတော့တက်ရောက်မှုရှိတယ်နားလည်အောင်ပြောရမယ်ဆိုရင်ကိုကခနာကိုယ်အတွက်အကျိုးရှိမဲ့အာဟာရဖြစ်စေမဲ့ကျန်းမာရေးနဲ့ညီညွတ်မဲ့အစာအစာတွေကိုစားမယ်ဆိုရင်ကောင်းတဲ့ ဟော်မုန်းလေးထွက်လာပြီးတော့အုံနောက်ကလည်းကန်းကန်းအလုံးလုံးနိုင်မယ်။အဲ့လိုမှမဟုတ်ဘဲနဲ့ချင်ငန်ဆန်းအစီအစိမ့်တွေကိုဒါအစာများမယ်ဆိုရင်တော့မကောင်းတဲ့ဟော်မုန်းလေးထွက်လာပြီးတော့ကိုယ့်ရဲ့တနေ့တာ mood ကိုပြက်စီအောင်လုပ်မှာ။ဒါကြောင့်ကိုကအစာတောက်စပြီးတော့ဆင်ကျင်တော့မယ်ဆိုရင်ခန္ဓာကိုယ်အတွက်အကျိုးရှိတဲ့အစာအစာတွေကဘယ်အရာတွေလဲ။ခန္ဓာကိုယ်အတွက်အစိမ့်တောင်ဖြစ်စေနိုင်တဲ့အစာအစာတွေကဘယ်အရာတွေလဲဆိုတာကိုအရင်လေ့လာမယ်။ပြီးတော့ရင်တနေ့တနေ့မနက်နေ့လယ်ညကိုဘာတွေစားမှလဲဆိုတာကိုအတိအကျတဲ့ system တစ်ခုတည်ဆောက်မယ်။ ဆိုတော့ process food တွေချရမယ်ပြနာဆိုရင် carbohydrate တောင်မှ low carbohydrate ကိုပဲစားရတယ် protein ကိုအဓိကစားပေးတယ် fiber ဒီအမြင့်တက်ပါတဲ့ဟင်းသီးရွက်တွေကိုအဓိကစားပေးတယ်အစီအစိမ်အငံအဆက်အချို့ဒါတွေတော့မစားမရတတ်နိုင်ဆုံးထိန်းချုပ်ရမယ်။ပုံပွင့်လင်းလင်းပြောရမယ်ဆိုရင် having a good system doesn't feel good every day. system ကောင်းတစ်ခုရှိတာကဖနာတို့ကိုနေ့တိုင်းတော့ပြောင်းအောင်လုပ်ပေးနိုင်မှာမဟုတ်ဘူး။ဘာလို့လဲဆိုတော့ကိုလုံးချင်တာတွေကိုမလုံးမရအောင်ကိုစားချင်တဲ့အရာတွေကိုမစားမရအောင်ဖုန်းသုံးချင်တယ်ဆိုရင်လည်းမသုံးမရအောင်လို့ကိုရဲ့စိတ်ကိုထိန်းချုပ ထားရတာဖြစ်တဲ့အတွက်ဖနာရိုတော့ပြောစရာကောင်းလိမ့်မှာမဟုတ်ဘူး။ဒါပေမဲ့ဒီလိုလုံခဲတဲ့အတွက်ဖနာရိုခန္ဓာကိုယ်နဲ့ဖနာရိုရဲ့စိတ်ကနောက်ပိုင်းကျရင်ဖနာရိုကိုကျေစွတင်စကားပြောလိမ့်မယ်။ရလက်ကောင်တစ်ခုဆိုတာစီကန်တကြနဲ့ဇွဲရှိရှိကျင့်သုံးမျိုးမှာရလာတဲ့အရာမျိုး။အဲ့တော့ကိုကအခုလိုမျိုး system တိတိလေးတွေကိုတိဆောက်သွားမယ်။ဒီ system တွေကိုလက်တွေ့ဘဝမှာလည်းကျင့်သုံးသွားမယ်ဆိုရင်အချိန်တစ်ခုရလာတဲ့အခါမှာကိုယ့်ရဲ့ခန္ဓာကိုယ်ကပိုပြီးတော့တန်မာလာမယ်၊ပိုပြီးတော့ကျန်းမာလာမယ်၊ကိုယ့်ရဲ့စိတ်ကလေးကလည်းပိုပြီးတော့ positive ဖြစ်သွားမယ်။ ကိုယ့်ရဲ့နေထိုင်မှုဘဝပုံစံကလည်းတဖြည်းဖြည်းနဲ့ project ဖြစ်လာမယ်ကိုကိုကိုပို့ပြီးတော့လေးစားလာမယ်။ဒါကြောင့်မို့လို့ကိုဖြစ်စင်တဲ့အရာတွေဖြစ်လာဖို့အတွက်ဆိုရင်တိကျတဲ့ system တစ်ခုရှိဖို့ရှိရမယ်။ workshop မယ်၊ gym သွားမယ်၊ပြောနေုံနဲ့မပြီးဘူး။ဘယ်ချိန်စလုပ်မှာလဲ။ဘယ် gym ကိုသွားမှာလဲ။ဘယ်လိုသွားမှာလဲ။ဘာဝက်သွားမှာလဲ။ကိုရောက်ရင်ဘာလုပ်မှာလဲ။ဘယ်လို exercise တွေလုပ်မှာလဲ။ဘယ်လောက်ကြာလုပ်မှာလဲ။ရေရှည်လုပ်နိုင်မှာလား။ ဒီလိုကြိုတွေးပြီးတော့ system တစ်ခုသာမတည်ဆောက်ထားဘူးဆိုရင်ကိုကလုံးမဲ့လုံးမဲ့ဆိုပြီးတော့ account ထဲမပေါ်ပြစ်တာပဲများသွားလိမ့်မယ်။အင်္ဂလိပ်စကားပြောကျွမ်းကျင်ခြင်းနဲ့ဖြစ်ချင်နေုံနဲ့မပြီးဘူး။ဘယ်ကနေစလေးလာမှာလဲ။ဘလို့လေးလာမှာလဲ။အင်္ဂလိပ်စကားပြောဘသူတွေနဲ့လေ့ကျင့်မှာလဲ။တရက်ကိုဘယ်နှနာရီလေ့ကျင့်မှာလဲ။ရေရှည်လေ့ကျင့်နိုင်လား။ YouTube ကနေလေ့လာမယ် Finacima အင်္ဂလိပ်စာသင်တန်းလေးတက်မယ် Hello Talk မှာတခြားသူတွေနဲ့အင်္ဂလိပ်လိုသွားပြီးလေ့ကျင့်မယ်အဲ့လိုမျိုးတိကျတဲ့ system တခုတော့ရှိချာမှာပေါ့ င်္ဂလိပ်စာသင်တန်းတွေစုံစမ်းခြင်းနဲ့ဆိုရင်ခုနရဲ့ဒီ Telegram အကောင့်တွေကနေတဆင့်သင်တန်းတွေလာပြီးတော့စုံစမ်းလို့ရရယ်เนาะလုံးချင်အခုချက်ချင်းစလုပ်လို့ရရတယ်ဒါပေမဲ့ဇွဲရှိဖို့တော့ခက်တယ် consistency ရှိဖို့တော့ခက်တယ်အဲ့တော့လူတိုင်းက reset ကောင်လို့လိုချင်တယ်ဒါပေမဲ့ သူကစိတ်မချေကြဘူးအပင်မမခံကျင်ကြဘူး trigger လေးနည်းနည်းရလိုက်တာနဲ့ကိုတိဆောက်ထားတဲ့ system တစ်ခုလုံး break လုပ်ချင်တာဖြက်စီပစ်ချင်တာဥပမာဆေးလေးဖြတ်ဖို့ကြိုးစားနေတဲ့သူတယောက်ကသူတပတ်ဆက်ရလောက်တော့ဆေးလေးဖြတ်သွားနိုင်တယ်ဒါပေမဲ့တခြားသူတွေဆေးလေးတောက်တာမြင်တဲ့အခါမှာအော်တလေးလောက်ပါပဲဆိုပြီးတော့ဘလို trigger လေးနည်းနည်းရဟန်နဲ့ပြန်တောင်းမိသွားတာမျိုးပေါ့ဖနာကအစီအစိမ့်နေတော့မကြိုက်ဘူးဒါပေမဲ့အချိုးတော့ကြိုက်တယ် အဲ့လို energy drink စေပြီး green tea bubble tea ဒီမျိုးစုံကုန်ကြိုက်တယ်ကွာအဲ့တော့ရင်သွားဆိုရင်တနေ့ကိုတစ်ခွက်လောက်ပုံမှန်တောင်းမိရယ်ကွာဒါပေမဲ့နောက်ပိုင်းကျတော့ဒါဒီအမြဲတောင်းနေမယ်ဆိုရင်တော့ငါရဲ့ကျန်းမာရေးအတွက်မကောင်းဘူးဆိုပြီးတော့ realize ဖြစ်သွားတဲ့အချိန်မှာဒီအကျင့်ကိုဖြတ်ဖို့အတွက် system တစ်ခုတည်ဆောက်တယ်အဲ့တော့ဒီအချိုရေးတောင်းမယ်စာမတောင်းမှလည်းရေးတောင်းမယ်ပြီးတခြားသော fruit juice တွေနဲ့အဆောင်ထုတ်ပြီးတောင်းမယ်ပေါ့အဲ့တော့အဲ့ဒီ system ကလည်းခဏခဏပြတ်တယ်ဘာလို့လဲဆိုတော့ ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ green tea bubble tea စသဖြင့် easily available ရနေတာကွာအဲ့ဒါတွေကရမြင်လည်းမနေနိုင်တောက်မိသွားပြန်ရောအဲ့တော့အဲ့ဒီလို trigger နည်းနည်းလေးရတာနဲ့ကိုယ့်ရဲ့စိတ်ကိုမထိန်းနိုင်မင်းနဲ့ system ကို break နှိသွားတဲ့အခိုက်အတန့်လေးရှိတတ်တယ်အဲ့တော့အဲ့လိုချက်ပြီးရော system break မလုံးမိအောင်လို့ကိုယ့်ရဲ့စိတ်ကိုတက်နိုင်ဆုံးတော့ထိန်းချောက်မှာပေါ့လွန်ခဲ့တဲ့၄နှစ်တုန်းကပြန်လာဝေးချခဲ့တဲ့အတွေ့အကြုံကိုပြောပြအောင်မယ် ီခဏကိုကနေပြီးတော့ဒီခဏကိုလေးဖြစ်ပြောင်းတော့မို့နော်အဲ့တော့ဝေးစားစင်နေဆိုပြီးတော့ motivation တွေရသွားတယ် workout တွေစပြီးတော့လုပ်တယ်ပထမတစ်ရက်တပတ်လောက်တော့အဆင်ပြေသေးတယ်ဒါပေမဲ့တပတ်နောက်ပိုင်းတော့ကိုယ့်ရဲ့ result ကလည်းတိတိတသာတိတ်ပြီးတော့ပြောင်းလဲသွားမျိုးလည်းမရှိရော discourage ဖြစ်ပြီးတော့ဒီ process ကိုလည်းမပျော်တော့ဘူးကွာ workout လုပ်တယ်ဆိုတဲ့နေရာမှာလည်းကျွန်တော်တို့ movie ထဲမှာတွေ့ရတယ်လို့ YouTube မှာတွေ့ရတယ်လို့ပေါ့ပေါ့ပါပါတက်တက်တာပုံစံမျိုးမဟုတ်ဘူးကွာတကယ် workout လုပ်ပြီဆိုရင်ချွေးတန်တချွဲချွဲနဲ့ပြင်ခဏကွာလည်း physical stress ကိုခံနေရတာဖြစ်တော့ လေးစင်ကလုံးရမယ်အချိန်ဆိုရင်ကိုကြောက်နေရအဲ့တော့ workout လုပ်တယ်ဆိုတဲ့နေရာမှာလဲ YouTube မှာတွေ့တဲ့ဒီ random ပေါ်လာတဲ့ video တွေကိုကြည့်ပြီးတော့လုပ်တာဖြစ်တဲ့အတွက်ကိုလုံးတဲ့ပုံစံလည်းမှားနေရောတိတ်ပြောမထိရောက်တာလည်းပါတယ်ပြီးတော့ mode down လည်းမခံနိုင်ဘူးအပြင်းကြီးတာလည်းတကြောင် easily give up လုပ်လိုက်တာလက်လျှော့ပြီးတော့ကိုနေချင်းစလို့ပြန်နေတယ်ကိုစားချင်းစလို့ပြန်စားတယ်အဲ့တော့ reset ကမတိမတာတဲ့အပြင်ပို့ပြောတော့ဆိုးလာရကွာဒါပေမဲ့ကန်ကောင်းသွားတာက clothing ဆိုတဲ့ workout channel ကိုပြန်တွေ့သွားတာပဲအဲ့တော့ သူကသူ့စီမှာ website ရှိတယ်သူရဲ့ website မှာဆိုရင် workout to program alike တိတိကျကျလေး systematically organize လုပ်ပေးထားတာအဲ့တော့က Fernando ရဲ့နေရာမှာ gym နေပိုင်းလည်းမရှိသေးတာဖြစ်တဲ့အတွက်သူ့ရဲ့ workout program လေးညာတော်တော်အဆင်ပြေတယ် YouTube မှာတွေ့တဲ့ညာရောက်တဲ့အရာ video တွေကို like ကြည့်ပြီးလောက်တာမျိုးမဟုတ်ဘဲနဲ့သူကိုယ်တိုင်တိတိကျကျလေး system တကျ organize လုပ်ထားတဲ့ program မျိုး join တာဖြစ်တဲ့အတွက်သူ့ program တွေဆိုရင်က day 1မှာဆိုရင်ဒီ video တွေကိုလုပ် day 2မှာဆိုရင်ဒီ video တွေလုပ်အဲ့လိုမျိုးဆိုတော့ကိုယ်တိုင်တော်တော်လေးအဆင်ပြေတယ် လို့ပြောရမလဲ personal trainer တယောက်လက်ခံရလိုက်တယ်လို့ပဲ ဒါဆိုရင်ဖီနာတိသွားပြီကွာ day 1မှာဆိုရင်ဒီ workout တွေလုပ်ရမယ် day 2မှာဆိုရင်ဒီ workout တွေလုပ်ရမယ်အဲ့တော့အဲ့ဒီလိုမျိုး system တစ်ခုကိုစီမှာတည်တည်ကြာကြာရှိသွားတဲ့နောက်ပိုင်းနေစပြီးတော့ဒီကျင့်ကံကိုပုံမှန်လုပ်လာတာအခုချိန်ထိပဲဒါကြောင့်မို့လို့ system ကအရေးပါတယ်ဆိုတာအဲ့ဒါပြောတာဘာသာစကားတစ်ခုပြောတာလေ့ကျင့်တဲ့နေရာမှာလည်းအဲ့ဒီလိုပဲအစပိုင်းတော့ဖီနာတို့အုံနောက်ကအလုပ်တွေအများကြီးလုပ်ရတယ် information တွေအများကြီးလက်ခံရတယ် input တွေအများကြီးလုပ်ရတယ် output တွေအများကြီးလုပ်ရတယ် processing တွေအများကြီးလုပ်ရတယ်အဲ့တော့အစပိုင်းမှာတော့ကိုယ့်အတွက်အခက်အခဲဖြစ်မယ်စိတ်မသက်မသာဖြစ်ရမယ်ကိုကိုကိုလည်းယုံကြည်မှုတိတ်မရှိသေးတာဖြစ် တဲ့အတွက်ဘာသာစကားလေးလာရတာလည်းချင်းတော့ကြည့်လို့ပြောစရာမကောင်းဘူးတချို့ရက်တွေဆိုရင်ပိုပြောတော့စိတ်ကကြသွားပြီးတော့ဆက်ပြီးမလေးလာခြင်းစိတ်ဖြစ်တဲ့အခြေအနေမျိုးကြီးဖြစ်တတ်တယ်အဲ့ဒီတောင်မခံနိုင်တော့ရှေ့ဆက်မတူပဲနဲ့လက်လျှော့လိုက်ကြတယ်အင်္ဂလိပ်လိုမပြောတာမှပိုပြောစိတ်ထဲနေလို့ကောင်းမယ်အင်္ဂလိပ်လိုပြောနေရင်စဉ်းစားနေရတာနဲ့ပြီးရင်ကိုယ့်ရဲ့အတန်အတွက်ကလည်းမှန်လားမသိမှန်လားမသိမှားမှကြောက်နေတာနဲ့အဲ့ဒီလိုမျိုးစိတ်က discomfort ဖြစ်နေတာကိုကိုကမလို့ခြင်းတဲ့အတွက်အဲ့ဒါကိုဆန့်ကျင်ပြီးတော့ give up လုပ်လိုက်တာ ဲ့တော့ဒါမဲ့ကိုကုတ်ကိုပြန်မေးရမှာကငါအဲ့လိုလက်လျှော့လိုက်တဲ့အတွက်ကိုကုတ်ကိုကျင့်တဲ့အားရမှုရှိလားမရှိဘူးဆိုရင်တော့ make a change but you don't need to be rush ကြောင်းလိုက်ပို့လို့ရမယ်ဒါပေမဲ့အရင်လောစရာလည်းမလိုဘူးဇွဲရှိဖို့ပဲလိုတာကိုအခုခက်ခက်ခဲခဲလုံးနေရတဲ့အရာတွေကလောက်ပါများသွားပြီဆိုရင်အချိန်တစ်ခုရောက်သွားရင်သူ့ဟာသူ automatically အလိုအလျောက်ခန္ဓာကိုယ်က ့ OPPO ကိုပါလုံနိုင်သွားလိမ့်မယ်။ခဏဆိုလဲအတူတူပဲအင်္ဂလိပ်စကားပြောစပြောလေ့ကျင့်နှုန်းကအချိန်နဲ့အခုချိန်ညာလောကအကွာကြီး။အင်္ဂလိပ်စကားပြောစပြောလေ့ကျင့်နှုန်းကအစပိုင်းတော့ဦးနောက်ကအရင်အလုပ်လုပ်ရတယ်။ခဏကောလည်း mental stress တွေအများကြီးရတယ်။တချို့ရက်တွေဆိုရင်လောကလက်လျှော့ကျင်စိတ်တွေပေါက်တယ်ခွာ။ဒါပေမဲ့စွဲရှိရှိနဲ့လေ့ကျင့်တာအခုချိန်ဆိုရင် အုံနောက်ကရောဗဇက်ကရောသူ့ဟာသူအလိုအလျောက်အလုံးလုံးနေပြီကိုကဘာမှခက်ခက်ခက်ခဲကြီးစဉ်းစားစရာမလိုတော့ဘူးဒီလိုအချိန်တွေတခုရောက်လာဖို့ဆိုတာကလည်းနှစ်ရှိလာများမနာတွက်ဆိုရင်၄နှစ်လောက်ရှိသွားပြီပေါ့နော်၄နှစ်လောက်အချိန်ပေးပြီးတော့မှရလာတဲ့ automatic system တခုရဖနာပြောချင်အောင်သဘောပေါက်တယ်မလားကဲဟုတ်ပါပြီဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗီဒီယိုလေးကိုကြည့်ပြီးတော့အတွေ့တခုပေါက်သွားမယ်လို့ဖနာမျှော်လင့်ပါတယ်ဗီဒီယိုလေးကိုစောင့်ကြည့်ပေးကြရင်တွင်လည်းအားလုံးကျေးဇူးများတင်ပါတယ် anyway i hope you have a wonderful rest of your day and i'm going to see you in my next video